ဘယ်မှာဆုံးပြီးရင်လည်းလက်ဆောင်က freedom from fear ဒါဟာဒေါ်ဆန်းစုကြည်ရေးထားတဲ့စောက်ထဲတက်ရယူတဲ့စကားလုံးဖြစ်ပါတယ်ကြောက်ရွံ့ခြင်းမှလွတ်မြောက်ရေးလွတ်မြောက်ရေးကြောက်ရွံ့ခြင်းမှလွတ်မြောက်ခြင်းကြောက်နေသမျှကလပ်ပတ်လို့ကျွန်တော်တို့ဒီအမိုက်တက်ကြီးတွေကထွက်နေမှာမဟုတ်ဘူးဘာလို့ကြောက်နေတာလဲသမီးတို့ကြွက်ကိုကြောက်တယ်မလားလမ်းသွားတယ်မလားအဲ့လိုကြောက်တဲ့ဟာခေါ်ရမဟုတ်ဘူး အမောင်ကိုခလေးတွေကြောက်တယ်အဲ့ဒါမျိုးခေါ်တာမဟုတ်ဘူးညာကြီးမင်းကြီးကိုသင်္ချိုင်းနဲ့ဖြတ်မသွားဘူးကြောက်တယ်အဲ့လိုကြောက်တယ်ကိုပြောတာမဟုတ်ဘူးတချို့မွေကိုကြောက်တယ်တချို့ပင့်ကလေးတွေကြောက်တယ်ကျွန်တော်ဆိုရင်ဥမာဆေးထိုးအပ်ကြောက်တယ်ကြောက်ကိုကြောက်တယ်ကျွန်တော်အသားနာမှာသိကြောက်တယ်ဆေးထိုးအပ်နဲ့ချိန်ပြီဆိုရင်အဲ့အဲ့တော့အဲ့လိုကြောက်တတ်တယ်ကောင်မလို့စောက်ထဲမှာသူရဲကောင်းတွေအကြောင်းကြီးဆွရေးနေတာပြောမြန်အကျိုးသိရမှုလေကို့မှာမရှိတော့ဟိုထဲသွားဖြည့်ပေးရတယ် နောက်ကျွန်တော်အမြင့်ကြောက်တယ်လေရင်စီးတိုင်းကျွန်တော်ကြောက်တယ်တိုက်ခတ်မြင့်မြင့်ပေါ်လင်းကား၆ထပ်အပေါ်ဝရဏန်းနေအောက်ကိုမကြည့်ရဘူးရင်နဲ့လှလှလှဖြစ်လာတယ်ဟာအဲ့တော့တန်ငယ်ရေးမောင်ဆွေပရိကောင်ပြောတယ်မင်းအမြင့်ကြောက်တာအင်မတန်သဘောကျတယ်ဘာလို့လဲကွာမင်းမိမနာမည်ပြန်စဉ်းစားလေဟုတ်သားပဲမြင့်မြင့်ရေးညီမညူကြတော့ပြားရည်ရဲမှာသိကြောက်တယ်ဘယ်လိုယောဂါလဲမသိဘူး ပြရင်သူအမရမရရှင်ပြန်ဟုတ်တာပေါ့ပြန်ကြည့်တော့သူမိမောက်သူဟန်နီလို့ခေါ်တာ။အဲ့လိုလေးတွေရှိတယ်။ပြောချင်တာအဲ့လိုအကြောက်တရားမဟုတ်ဘူး။ပြောချင်တဲ့အကြောက်တရားကတိုင်းသူပြည်သားများဟာအုတ်ချုပ်ခံသူတွေဟာကို့အသက်အိုးအိမ်စီးစင်ထိခိုက်မှာကြောက်တယ်လေ။ကြောက်တာပေါ့။ချင်းတော်လှမ်းပြီးတော့ငားညဆိုပြီးခေါ်သွားတယ်ပြီးတော့ညာပေါင်းများဆိုတာထားရတယ်ထောင်နဲ့ကြောက်တာပေါ့အမင်းစမ်းခါမှာကြောက်တယ်လေ 你把水面上的跟围观嘛交着哩，别以为别个都靠其他的地方的古古嘛叫这里。啊别以为别咱别个都靠，没千万年的东西嘛交着哩，现在看来水面上是你们那上面要有快垮不了，没千万年在这长木路旁上的哎，你让他叫这里，懂吗？哎，叫这里去，不玩龙舟木没死的，千年我都叫的，现在，我说别千年嘛，也没人叫的，那时候俺来看啊。 ဆုံးရှုံးသွားမှာအင်မတန်ကြောက်တယ်တကယ်ကြောက်တရားဆိုတာအဲ့ဒါကိုပြောတယ်အဲ့လိုကြောက်တရားပေါ်အောင်ဘယ်ကနေပြီးတော့စိတ်ဆော်နေတယ်ဖိတ်စိတ်ဝင်စားဖို့ကောင်းပါတယ်နောက်တစ်ခုရေးထားတာရှိသေးတယ်အဲ့ဒီစာအုပ်ထဲမှာ freedom from fear ထဲမှာပြည်သူလူထုကအဲ့လိုကြောက်တာတော့ဟုတ်ပါပြီတဲ့ဆိုတော့အုတ်ချုပ်ခံလူလန်းစားကိုသူတို့လည်းပို့ပြီးတော့အကြောက်တရားကြီးတာရှိသေးတယ်တဲ့အဲ့ဒါဘယ်သူတွေလဲဆိုတော့အုတ်ချုပ်သူလူလန်းစားဟာဟမ်အုတ်ချုပ်သူလူလန်းစားမှာအာနာလည်းရှိတယ်လေ လက်လက်လက်ရှိတယ်လေစည်းစိမ်ဥစ္စာလက်ရှိတယ်လေဘယ်လိုရှိတယ်မမင်းနဲ့ခုနကသူပြောတဲ့နီလန်းနေနဲ့ရှိထားတာလေလက်က၅သိန်းနဲ့သိန်းတရာ300နာကာစီနာလေဘယ်လိုရှိထားလဲသူတို့ကပို့ပြီးတော့ကြောက်တယ်လက်လက်လက်ရှိတယ်အာဏာလက်ရှိတယ်စည်းစိမ်ဥစ္စာလက်ရှိတယ်ပါဝါလက်ရှိတယ်ဘာကြောင့်သူတို့ကကြောက်ကြလဲဟာသူတို့အကြောက်ကပိုကြီးတယ်ဘယ်လိုကြောက်လဲဆိုတော့အဲ့ဒီပိုင်ဆိုင်ထားတဲ့စည်းစိမ်ဥစ္စာလက်နဲ့ပါဝါတွေဆုံးရှုံးသွားမှကိုကြောက်တဲ့အကြောက်တော်မူကြောက်တယ်နဲ့စွတ်ပြီးဆုပ်ကင်ထားတာပို့ဆိုးသွားတယ်အဲ့မှာ ပို့ဆိုးသွားတယ်အဲ့ဒီအုပ်ဆိုးသူကအဲ့လိုအကြောင်းနဲ့အုပ်ချုပ်ခံအဲ့လိုအကြောင်းနဲ့အဲ့ဒီအကြောင်းတန်းတစ်ခုစူပေါင်းလိုက်ရင်အဲ့ဒီတိုင်းပြရသွားရောအမောင်နဲ့ပဲအဲ့ဒါလေးကိုကျွန်တော်သဘောပေါက်သွားတာရှိတယ်အကြောင်းတရားများဖိစီးလာပြီဆိုရင်ဆန္ဒဒေါသဘယမောဟအဂတိ၄ပါးဟမ်အဲ့ဒီချဲမှာဘယအဂတိကတော်တော်ဆိုးတယ်ဘယဂတိဘယဂတိဝင်သွားရင်မောဟပါလာပြီဒေါသပါလာပြီဆန္ဒတွေပါလာပြီ အဲ့ဒီအကြောက်တရားကဘယ်လိုကနေဘယ်လိုပေါက်ဖွားတာလဲပြန်ကြည့်လိုက်တဲ့ခါကျတော့တငယ်ချင်းဒါရိုက်တာမောင်ဝန္နရေးသွားတဲ့ဆောင်းမလေးနဲ့ကိုကပြီးပြောမယ်ခီးသွားဆောင်းမလေးသိကောင်းလားဆုံးသွားပြီကျောင်းတငယ်ဒါရိုက်တာမောင်ဝန္နသိပါတယ်နော်အကယ်မီမောင်ဝန္နပန်းရီနဲ့ဝေရိုက်သွားတယ်မောင်ဝန္နပထမဆုံးမောင်သာရရဲ့ဝတ္ထုဖြစ်တဲ့ဂရီဘာဖနာစီရွှေတီဆောင်းကိုရိုက်ပြီးတော့အကယ်ဒမီပထမဆုံးကတဲ့အကယ်ဒမီရတဲ့ဒါရိုက်တာမော်နာရေးသွားတယ် တခါသာအညာမျိုးလေးတမျိုးစာပြီးဟောပြောပွဲထွက်ကြစ်ကားလေးနဲ့ကြစ်ကားလေးခဏခဏနဲ့ဇိုင်းဆရာ၃ယောက်ဇိုင်းဆရာမင်းကျော်ရဲ့ဇိုင်းဆရာမောင်နေဝင်းရဲ့မောင်ဝန်းလာရဲ့မောင်နာငယ်ဆုံးအဲ့ဒီမှာသွားရင်းနဲ့ဒီမျိုးလေးကနေဟိုမျိုးလေးဟောပြောပွဲကူးဖို့အတွက်ရှေးတုန်းကပေါ့သူတို့မဆက်ရခဲ့ပေါ့လမ်းမှာကားပြတ်တယ်ကားပြတ်တော့ကားဆရာမေးတယ်ကားဆရာခင်ဗျကားပဲကျွန်တော်ကားပြတ်လာနေနေရှိတယ်ဆရာကြီးလည်းမလွယ်ဘူးလေ ဟမ်ဘလော့ရှိလို့ပြသလားကျွန်တော်ကဘိန်းပေါက်ပြီးတော့စီကုံပြီးတော့အင်ဂျင်ကွဲသွားတာဟမ်ဒါလည်းကြီးတယ်ပြသလားရှိဦးမလားဗျာပေါ်ပြောတာဆရာကြီးအငငယ်မှာဆိုလို့ဆရာကြီးလည်းဘယ်အအငငယ်မှာဆိုတာပို့ပြီးဆိုးသွားတာဘာလို့ပြောရလဲလမ်းဘေးလေးကစင်းမောင်ထိုင်းပြီးတော့ဘာလို့မှမသိစိတ်တွေညစ်တယ်ဟိုလည်းမရောက်ဒီလည်းမရောက်ဒီညဘယ်မှာတည်ရမလဲဘယ်မှာစားမလဲဘာမှပြန်လို့လည်းမရတော့ဘူးလမ်းလျှောက်ပြန်မှာလမ်းလျှောက်သွားမှာ clearly design website လဲဘဝရှင်းလာတာကပေါမိုးလဲလေးဘုံကြီးတော့ပါတက်တော့40အဲဝါရော40ကျော်50လောက်ရှိမှာပေါ့တက်တော့60ကျော်90ကြီးဟဲ့ဘာဖြစ်နေကြတာလဲမင်းတို့ဘုံကြီးကပုံမလွန်နဲ့ကြောပါဘုံကြီးလေးကြောဘယ်ရောမသိဘူးဘာဖြစ်နေလဲမင်းတို့ဒီလိုကားပြက်လာပါကားပြက်လာကမြင်လားပဲဒီချိန်ကြီးမင်းတို့ဒီကားနဲ့သွားပြက်အောင်ဘယ်ကနေဘယ်လိုသွားပြီးဘာလို့ကြောင်မှာတော့ဒီတော့ဟောပြောဝဲဘာငါလည်းဘယ်တရားဝဲမှမကြမ်းမိပါဘူး ဟုတ်တပည့်တော်ကဟောမှာမှန်မင်းတို့ဟောမင်းတို့ဘာကောင်းလို့မလို့ဟောမှာတော့ဟုတ်တပည့်တော်ကစာရေးဆရာတွေပြောအော်ငါသိပြီမင်းတို့မင်းတို့ဟောဟောနေရတယ်စာပေဟောပြောပဲဆိုတာဟုတ်ပါတယ်ဗျာဟုတ်ပါတယ်ဗျာအော်အေးဟုတ်ပြီမင်းကဘယ်သူလို့တပည့်တော်မောင်ဝင်တော့ပါဗျာဟမ်ဒါမနဲ့လူနဲ့မလိုက်တာကွာဟိုတယောက်ကမင်းကြော်ပါဗျာမဲနတ်နာမယ်ယူထားမင်းဟိုဟိုပူပူဝမ်းမဲမဲတပည့်တော်မောင်နေဝင်းမှာဗျာအမဲမင်းကပါတီအုပ်ထိုင်နေတော့နာမည်တူးတယ်ဘုန်းကြီးကခင်မိတယ်လုံးလုံးကွာ လဲ့ဝတ်တဲ့ငါရွာလိုက်ခဲ့မင်းတို့တဲရမယ်အေးရမယ်စားရမယ်ကောင်းကောင်းမင်းတို့နားရမယ်နောက်မှမင်းတို့ဟိုကားကိစ္စတွေကြည့်ရှင်းငါရွာဒီကနေလဲလေးနဲ့သွားလိုက်ရဲ့နောက်နှစ်နိုင်သုံးနိုင်ဆိုရောက်ပြီညကြတော့ငါရွာမှာစားပြီးဟောပြောလေးလုပ်ပြီစားမင်းတို့ငါရွာဟောပြောပဲတခါမှမကြုံဘူးဟောပြောပဲမကြုံဘူးတော့မင်းစားရေးဆရာလည်းမမြင်ဘူးဆိုင်ဆိုင်ဆိုတော့တိကျမှတိမှာဟာတော်ဟုတ်တယ်ရွာ စာလည်းမတက်ဘူးကွအေးစောက်သုံးတော့တရားလုံးမှာစောက်သုံးတော့ရှိတယ်ဘာလဲမင်းကျော်မောင်နှမသူတို့စောက်တယ်မလို့ဩကတရဲ့ပည်ကြီးရဲ့ဓမ္မဆက်ကြရဲ့တက်သွားရလိုက်ပါရွာရောက်ကဲနားကြောင်ကွာရေမှုချိုးကြအောင်ဆရာတော်ကလော့စပီကာကြီးကိုတစ်ပင်ပေါ်တက်ချိတ်ခိုင်းပြီးတော့ပူစင်းနေချိတ်ခိုင်းပြီးတော့ရွာဘက်လှည့်ထားအဲ့စပီကာနေဆရာတော်ကဟောပြောရဲ့ရှိတဲ့အကြောင်းဖိတ်တော်လာဟေးယူရဲကဟာရီ ဒီလိုပဲခေါ်တယ်သူကညီမလေးကဟာရီဒီညငါကြောင်းဟောပြောပဲရှိတယ်တင်းအောင်ကြံကုန်လာခဲ့မလိုက်ငါနဲ့တွေ့မယ်ဒါပဲမှတ်တာလေးစားစွာဖိတ်ကြရပါသည်ပေါ့နော်စေရနာအလင်းအိမ်ပညာဒါနကိုနှစ်ဘူးဟလာကိုကြီးညကြလာကြပြီကျမ်းပြင်မှာညမြင်မှာထိုင်ရတယ်ဟောဆိုင်ဆရာတော်ကလည်းအဲ့ဒီကျမ်းပြင်မှာဒီဘက်မှာပဲဆရာတော်တစ်ပါးတည်းဒီဘက်မှာခုံလေးနဲ့မိုက်ခရိုဖုန်းအလဲမှာဘယ်ဟိုမှာတွေ့လိုက်အားလုံးစုံမလားစုံပါပြီဗျာ မတွေ့လားဆိုင်ဆရာသုံးလောက်ရန်ကုန်မြို့ကဆိုင်ဆရာကြီးတွေငါမနေမလို့ဆရာဖူပြီးပြင်လာတာမင်းဂုံတက်အောင်ပြောပေးတာအဲ့သူတို့ဟောလိုက်မယ်တယောက်စီအဲ့နင်တို့လေးလေးဆဆနားထောင်နားယူရန်ကုန်မြို့တော်ကြီးကစာပေပညာရှင်ကြီးတွေနော်နင်တို့မလေးမဆမလို့တဲ့သူတို့ပြောရင်နင်တို့တေချာနားထောင်အသက်တောင်ပြင်းပြင်းမရှူနဲ့မြတ်တောင်ကိုတေချာခတ်ရဲလာမော်လာနောက်လာပြောင်းလာမလုံနဲ့ဒါပဲငါဒီကနေကြည့်နေ နားလည်ပါလားဟိနားလည်ပါဖေဟာကျုပ်တယ်ဆရာတော်ကဲအငယ်ဆုံးကောင်လားဟောဟာထုတ်ပတိဖတ်တာလည်းမပေါအောင်ငယ်ငယ်ဆုံးကောင်လေမောင်နာသူကဟိုကနေဝါနေကြည့်မောင်နာကြည့်တော့ဟာတခါမှမမြင်ဘူးလေမြင်ခွင်းတမျိုးခံစားသွားဘွားကြီးကယောဂီတစ်ပက်ကလေးလက်ကတော်ထိုးလာတယ်တချို့ဘွားကြီးကထညက်ပကံလေးရှေ့ချထားတယ်တချို့ကငါပြောပြီးလေးနဲ့ မတချို့ကဒူးလေးတုပ်တချို့ကလက်အောင်ချောင်ချီထားတယ်မကြုံဘူးစာပဲဟောပြောပဲစာရေးဆရာဒီကထွက်လာပြီမတ်တရကြည့်တော့ကြောင်တောင်တောင်ကြည့်နေဒီကလည်းကြောင်တောင်တောင်ပေါ့ပြန်လာဘယ်လိုလဲကြည့်ပြီးတော့မောင်နာလဲအဲကျွန်တော်စာရေးဆရာမောင်နာပါခင်ဗျာဟာဘာကြီးပါလိမ့်ပေါ့ကျွန်တော်ကရုပ်ရှင်ဒါရိုက်တာလည်းလုပ်ပါတယ်ခင်ဗျာဟာဘာတွေပြောနေတာတော့ပေါ့သူတို့တည်တာကထွက်လာပြီးရင်ဆရာတော်ဆိုပလင်းမောင်းထိုင်မယ်နမောတတသီလာပေးရမယ် ကိုကလူကြီးထွက်လာပြီးတော့တီလာလည်းမဟုတ်ဘူးဘာလည်းဘာတွေပြောလဲတို့တို့ဟတ်กว่าအဲကျွန်တော်ကရုပ်ရှင်ဒါရိုက်တာဆိုတော့ဗျာရင်းနှီးမှုလေးရအောင်တော့ပြောဦးမှာပဲဆိုပြီးတော့မင်းသမီးတွေဘာတွေကျွန်တော်အမူအရာတွေသင်ပေးရတာပေါ့ဗျာသင်ပေးတာကြာကျွန်တော်ဘာလုပ်လဲဆိုတော့မင်းသမီးတွေပခုံးလေးတွေကင်ရတာပေါ့မျက်နှာလေးတွေကင်ပြီးတော့လူလူစားွယ်ခေါင်းလေးတွေကင်ပြီးတော့လူလေးတွေွယ်မင်းသားတွေတော့ကျွန်တော်သင်မပေးပါဘူးဗျာဒီခေါင်းလေးဟုတ်တချို့ဘွားကြီးကထင်းရဲ့ပကံတွေပြန်သိမ်းသွားတယ်တချို့ဘွားကြီးကမျက်နှာကြီးအောက်ဆိုင်ချတယ် ရှက်လို့အဲ့ဒါပြောဟာမလေးလက်ဥတီခြိစားတွေပြန်ပြုတ်သွားတယ်စောစောတော့ကြည်ညူဟာမလားဆိုပြီးတော့ခုကလက်ကင်ခြေောက်ကင်ဘာညာတွေပြောတာဟုတ်မောင်နာကဲရင်းနှီးမှုရအောင်ထပ်လုံးမှာဒီတိုင်းတော့မရသေးဘူးအော်ရပြီကျွန်တော်ကမောင်နာကျွန်တော်ညီကိုလေးယောက်ရှိတယ်ကျွန်တော်ဒုတိယသားကျွန်တော်အဖေကဆိုင်ဆရာဒါရိုက်တာရုပ်ရှင်ဒါရိုက်တာဥတာဓုအော်ဒါဓုဆိုတော့လည်းခေါင်းလေးမော့လာတယ်ဟောဆိုဒါဓုခေါ်ဆရာပါလာပြီလွဲနေကြလား အဲ့တော့ဥသာဓုနဲ့ဒေါခင်ညိုနဲ့အကြောင်းပါတော့သားလေးရောက်မွေးတော့တာဓုတာဓုတာဓုဆိုတော့အာယုဝဏဒုက္ခဗလာပေါ့ဗျာမဲဟုတ်လားဗျသူတို့ကြားဟုတာပါလားဗျသားလေးရောက်မွေးတော့တာဓုရဲ့သားတွေဖြစ်တဲ့အကြီးဆုံးသားကိုအာယုလို့နာမည်မှတ်ပါတယ်အဲ့ဒီအာယုဆိုတဲ့ကောင်ကသုံးနှစ်သားမှဒီကောင်သေသွားတယ်အတိပ္ပယ်ကအသက်ရှင်ခြင်းလို့အတိပ္ပယ်ရတယ်ကောင်အစော်ကြီးသေသွားတယ်ပြိဿတုတ်တုတ်မှမလို့ဒုတိယသားဝဏအစင်းလာခြင်းလို့အတိပ္ပယ်ရတယ်ကျွန်တော် မျက်ခွက်မြင်တဲ့အတိုင်းပါပဲဗျာကြီးဘူးနော်ပြိဿကခုနဘုန်းကြီးကမှားရဲလေသူတို့ပြောတာကိုကြီးလမ်းမောလားနောက်လားပြောင်းလားမလုပ်အောင်မှားတတရကောအာယုဝနာဒုက္ခချမ်းသာခြင်းလို့အဓိပ္ပာယ်ရတဲ့ဒုက္ခဆိုတတရသံမိုးတဲ့အချိန်မှာလမ်းမွေတဲထိုးနေရတယ်ဗျာတခြားစီဗျဗလအင်မတန်ဗလကြီးလို့ထင်အဲ့ကောင်ပြင်ပြချက်ချက်ကလေးသူ့မောင်နဲ့ဟာဘလို့လို့မှမရှိဘူးဘုန်းကြီးကသိလိုက်ပြီဟေး တကမင်းမင်းခဏဘေးဖယ်အောင်သူကနေရာဝင်လိုက်တယ်ဟဲ့နေတော့ခက်ပါလားရွာရဲဟာရီဟဲ့ဘယ်တော့အနာကောင်လဲဟုတ်ခမရကြီးစရာပြောနေတယ်လေကြီးလေးနေတော့ကြီးစရာပြောတော့မရင်ပြောတဲ့လူဘယ်တော့အနာဘူးကောင်းညနာဘူးစရာကောင်းအဲ့တော့သူပြောရီပေးရတယ်ငားလဲလားငါပြောတာငားလဲပါဖေအေးဒါပဲဟုတ်တော့ပြန်လာဟောဒီနေရာလေးကိုကတ်ရှုပ်ကြတာမောနကပြောပါ 呀、yeah.，OK，没睡吗、啊？朋友，今儿我没嘛说，比干嘛，不他不比呀，伊往高猛，啥下面开起，哇，就差异了。一看一差了，标准标准一路标准了，把人家们都遗弃了。我那啥不录，哦，那都、嗯、没录嘛。今儿，一拉锅巴录，可把人家开的，哎妈，七选的那第一家，讲就三十五张，一万二，哪样子啊？哇，就差异了。帮 <laughs> 我录录没啊？ အဲ့ကောင်မဖယ်အောင်ကွာဘုန်းကြီးကသူဝင်ယူရပြန်ဟာခက်ပါလားနင်တို့ကဟမ်ပျော်တယ်ရည်ရတာမဟုတ်ဘူးဟာရည်စရာဘာမှရည်ရတာဟောနင်တို့လေငါအရှက်ခွဲတဲ့ဟာတွေပဲကဲလို့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 ငါဘေးကနေခွဲနေငါကြည့်နေမတောင်းရနေ तू ဟောလိုက်မယ်ဆက်ပြီးတော့ तू ဟောတဲ့ဆက်မှာရည်စရာပိုင်ငါ့ကိုကြည့်နေငါလက်မြောက်ပြလိုက် ငါလက်ချိုင်ကြီးတာရက်ငါ့ကိုတေချာကြည့်ငါအချဲပြန်ဟောလာဟောအာတွေ့ရပြန်မျက်နှာငယ်လေးနဲ့တပည့်တော်ဘာပြောရမလဲဖေဟာတခုပြောကြည့်စမ်းကွာငါငါဒီကောင်းလေးရာသူရာသားတွေငါပြောရတာဖြစ်မလားအငိမ့်လေးဟာဖေတခုပြောကြည့်စမ်းလေရေစရာလေးတခုအဲအဲ့ဒါဆိုရင်အထုတ်ကြီးဘော်ကတေုတ်ကြီးချော်ကြတော့မြူစည်းချော်ကတခွက်ပေါ့ဗျာဘုန်းကြီးကမြှောက်ပြတယ်အောက်ကဝေါ်နဲ့ရေးကြတယ်ပြန်ချိုက်တယ်ရရတော့ဟုတ်ပြီအဲ့တော့နောက်တစ်ခုဆက်ပြောကြည့်စမ်း တိုင်းဘัวကလိုက်ချော်ကြတော့ငါကြီးရောတစ်ခွက်မြောက်ပြိုင်ခြိုက်တယ်ရက်သွားဟုတ်ပြီဟန်ကြပြီပြောလိုက်ဟာစပိုင်မြောက်ပြလိုက်ဒါပေမဲ့မော်နာပြောရင်ပြောနေအားငယ်လားဘောဆိုပြိတ္တာတရားအောင်မှသူ့ကိုမကြည့်ဘူးဆရာတော်ပဲကြည့်နေတာစဉ်းစားကြည့်ပေါ့ဗျာကိုယ်ကိုမကြည့်တဲ့ပြိတ္တာဟောနေရတာအကုန်လုံးကခေါင်းနေဟိုဘက်ကြည့်တယ်မြင်လားမြင်လားဒီ ဲ့တော့စိတ်ကညင်းနေတော့ဒါတော့မပြောချင်တော့ဘူးအဲ့ဒါလေးဟာလိုက်လေကဲကျွန်တော်အချစ်ဇာတ်လမ်းလေးတစ်ခုဇာတ်လမ်းလေးလေးပြောပြမယ်ဒီတော့ခုပြောမယ့်ထမသိမပါဘူးတော့ဗျာကျိုးလို့ရသေးတယ်လက်မြောက်လိုက်မှာစိုးလို့ခင်နဲ့မောင်မောင်နဲ့ခင်အမနာချစ်ကြအရွယ်လေးလည်းမြတ်အသက်ကလေးလည်းတူရုပ်ချင်းလည်းလှဥစ္စာလည်းပေါ်မိပါတယ်သဘောတူပတ်စံလည်းချမ်းသာပညာလည်းတတ်ဘာလို့လေးလဲချစ်ခီးလာမှာဖြောင်းပြနေပြီသို့တော်လည်း ့ဩကောင်းမလေးကသွေးကင်ဆာယောဂါရှိကညက်နေသားခင်ကမောင်ရဲ့ခင်ကိုကားပေါ်တင်ပြီးတော့အင်းအားကန်ဆောင် ခေါ်သွားပြပါလားမောင်ရဲ့အေးကွယ်ခေါ်သွားရောက်မောင်ရင်မှန်တကားလေးချလိုက်ပါအေးကွယ်မောင်ရင်ခင်ကိုပွေထားစားပါအေးပါကွယ်မောင်ရင်ကားကားလေးဖွင့်ပြပါအောင်အေးဖွင့်ပါပါကားမှာထိုင်ရင်လည်းမောင်ရင်လာတာနေလာရင်လာတာနေတဲ့အခြေရမြောက်ပြန်လေးလေးမြောက်ပြန်လေးတညင်းချင်းနဲ့တသုံးလုံးနဲ့ဖြူးနေတာပေါ့ခြေရ 摆那里，摆那里，就等于那里去。没条件，好像没那里，毛，坑，那样来没名了。摆那里没看啥呢。庙边那里，这里，看没得了。看没路的嘛，各种毛没呢呗。看这里，看是哎，各种收谷米。看没把那边那里，看边没毛，边没毛，边没边没。看这里怎么边没过？毛呢呗。看那双钱要比较，看这里。那家伙，看那毛呢，三堆的，今年的嘛，双钱的嘛，今年的嘛。 ခင်ရဲ့နောက်ဆုံးထွက်တဲ့ကလေးအဲ့ခင်မဟုတ်တယ်မပြောနဲ့ခင်သိတယ်မောခင်ကပြောနဲ့ဖြစ်လျာဘွားမှာမောင်နဲ့ခင်နဲ့လေအဲ့လိုပဲချိပြီးမှနန်းလက်တွဲပြီးအတူတူရောက်လာမို့ခင်ဆုတောင်းအဲခေါင်းကြီးပြုတ်ကြတယ်မောင်ကလွတ်တက်တယ်လေရုပ်ရှင်တိုက်တာအဲ့သူဟာခင်မင်းကွာမယ်မျက်ရည်ကကြပြလိုက်သေးတယ်အဲ့ချိန်မှာဘုန်းကြီးရတယ်မျောနေသူလည်းဇာလန်းနဲ့မမြော့ရလဲကြာပြီဘာဖြစ်သွားလဲဆိုတော့ လက်ကချထားတာကြာတော့ဂျိုင်းကချိုးရစီးကြတာအဲ့ဒါသုတ်ချင်တယ်သူကမြှောက်ပလိုက်အဲ့မှာဝေါ်နေထိုးကြီးမကောက်ပါဘူးကွာရှင်ဆုံးကရွာသားလက်ကြီးထောက်ပြီးတော့ဆရာတော်ဖားပြီးអော်ပြောလိုက်တယ်ဆရာတော်ဗျာအေးမင်းမိသေးတဲ့ခါကအားကြီးရဗျာတိတ်အကြောက်တရားသမတ္တပိမတ္တဘုသူတ္တမရှိရှား စာလည်းမတတ်ရှာအဲ့ထဲမှာမှဘုန်းကြီးကိုဆရာတော်ကိုကြောက်သေးတာလေကြောက်တော့ဘုန်းကြီးပြုစမြတ်နုရတဲ့ဘွားရောက်တယ်ရိုက်ရင်မြှောက်ရင်ကြီးမယ်ချရင်ရမယ်ဒါပဲကိုယ်ပိုင်တွေးခေါ်ကိုယ်ပိုင်ခံစားချက်ကိုယ်ပိုင်ဆုံးဖြတ်ဝေပန်းနိုင်စွာပျောက်ကင်းနေရှာတဲ့ရွာသူရွာသားတွေပြောပြီးအေးပေါ့ဗျာရွာသူရွာတွေတော့တော့ဖြစ်မှာပေါ့ဟဲ့မထင်နဲ့နော်စာရီတက်ဟိုတင်နိုင်ကြီးတွေတက်ဒီเจ้าကြီးတွေတက်ဒီသက်သူကြီးတွေတက်တက်ပြီးတော့ဘွဲတွေရရ ရအိုက်ဝဲတွေယူယူပြီးတော့ training နေစင်းလေ့ကျင့်ခန်းနေစင်းဒီမှာအခက်တွေရောအပွင့်တွေရောဘာတွေရောတက်တက်ပြီးတော့တခါလဲအဲ့ပုဂ္ဂိုလ်တွေတောင်မှလွတ်တော်တဲ့ဝင်ထိုင်ပြီးတော့မင်းတို့အကုန်လုံးရက်ဆိုရက်ဆိုထိုင်ရကြတာလေမင်းတို့အကုန်လုံးထိုင်ဆိုအကုန်ထိုင်ရတာလေကြောက်တယ်လေအကြောက်တရားအဲ့ဒီကြောက်တရားကြီးဖြစ်စည်းနေတာအကြောက်တန်းနဲ့လုံတာအဲ့လိုအမိတ်ပေးတဲ့တိုင်မလို့ဘူးဆိုရင်ဘာဖြစ်သွားမလဲရှိတဲ့စီးစိမ်အာလာယာရုကအကုန်ပြုတ်သွားမယ်လေတားစီမျိုးစက်ဒုက္ခရောက်သွားမယ်အဲ့ဒါကြောင့်ကြောက်လို့လုံနေရရှာတာသနာဟုတ်တော်တော်ကောင်းပါတယ် ဲ့တော့အစိတ်သားအစိတ်သားမခေါ်ကြပါနဲ့ဗျာနော်မလုပ်ပါနဲ့နော်တမသားတို့လည်းမခေါ်ကြပါနဲ့ဗျာကြည့်လိုက်တော့ဟိုနေ့ကဟိုကျွန်တော်တို့2008ဖွဲ့စည်းပုံဥပဒေပြင်မှု55ဥကော်မတီကတင်တဲ့ခါကျတော့အဲ့တကြီးနောက်တစ်ခါမှတ်မိသေးလားမသိဘူးကြောင့်ဆန်းရုပ်ပုံနဲ့တထောင်နံငွေဆက်ကူထုတ်မယ်ဆိုတော့ဒီဘက်ကနေပြီးတော့တင်လိုက်တာကောင်းလိုက်တာအလွတ်တေပြောသွားတာဘယ်လိုကြောင့် ဘုရားဆန်ရုပ်ပုံနဲ့တစ်ချောင်းလံထွက်တင်ပါတယ်ဘယ်လိုကြောင့်ဒါတိုင်ပြီးကောင်းဆောင်ကြီးအလွတ်လိုက်ပြီးသူကကြီးတက်မရော်ရဲ့ဖခင်ကြီးအမျိုးသားကြီးနဲ့ပါပါဟာပြောရလားကြက်တီဘယ်လောက်ရှိတယ်ပါညာအဲ့အဲ့မှာထိုးချိန်ကနော်ထိုးချိန်ကယခုသွန်ရဖြစ်နေတဲ့ထိုးချိန်ကလွတ်တော်ဥပဒေကြီးဥဝင်းမြင့်ကမေးလိုက်ဟုတ်ပြီကန့်ဝဲတဲ့မြန်ရှိပါသေးလားထလာတယ်ဗျာထလာဘေးကလွယ်သူကြည့်တာသူတို့ချင်းချင်းပါပဲနော်သူ့တောင်းပေးလာလေး 三月来拍表了，白鹭江没抽对麻将，白鹭江没抽对麻将啊！阿公农啊，绝对二龙西路抽对麻将，表那去嘛？都爱三月拍表了，没抽对麻将。哎呦，比如说，都爱变成一个嘞，看到五二明年，怎么来也来？五二年转了，都到乌山玩了，给，比如说，喂，收钱那组，炒壳那组，干过没？都到来这哈，干过没？做新的对，这哈没快送钱买去的，要多少？ 再挨着，博江村有半截这长梁，我说过硬的没，对少哦，拓宽路面，没这一边哦，说公路鼻子骨的，没这一边，这为拆这拆迁，刚个路面没在，也节，这一节吧？困难啥也改了，都要拆了，拆了，为咩？都吊车刚为了哪人？啊，工厂也得，眼看起来都是美女啦。 အဲ့ဒါဦးမြတ်ပေါ်ပေးတာအဲ့တော့အော်ထောက်ခံမယ်ဘလောက်480လောက်ဘလောက်ကန့်ဝယ်မယ်တရားဘလောက်နဲ့ဘလောက်ဈာန်နေမယ်မရှိအဲ့တော့ဒီဟာကိုဒီလိုဆက်လို့မယ်ဆိုတဲ့အကြောင်းတွတ်တော်ကအတီးပြုတ်ပြီးတော့ဒါကိုဆုံးဖြတ်လိုက်ပါတယ်ဒုံးဆိုလက်ခုပ်တွေထားတည်ကြတယ်ရွက်ကအဲ့သူတို့ငုတ်တုတ်လေးအတဏှာကိုကောင်းတယ်အကြောက်တရားပီစီနေတာအကြောက်တရားအကြောက်တရားပီစီပြီဆိုရင်ကိုယ်တိုင်ခံစားချက်အတွေးခေါ်ဆုံးဖြတ်ချက်မရှိတော့ခိုင်းသမျှလုပ်တော့တာအဲ့လိုဖြစ်နေတာ ဲ့တော့ကျွန်တော်တို့မှလည်းအဲ့လိုအကြောက်တရားကျွန်တော်တို့ကြောက်ရမှာက မကောင်းတာလောက်ရမှာကိုကြောက်ရမှာမကောင်းတာလောက်ရမှာကိုရှက်ရမှာခုနကသူပြောတဲ့ Facebook မှာပေါက်ကြရလေးရှောက်တင်တာအဲ့ဒါမျိုးကိုကျွန်တော်ရှက်ရပါအဲ့ဒါမျိုးကြောက်ရမှာအဲ့တော့အကြောက်တရားကိုကျွန်တော်ကောင်းစွာလွန်မြောက်ပြီးတော့အဲ့ဒီအကြောက်တရားတွေမှာအတိတရားထဲ့ဖို့အင်မတန်အရေးကြီးတဲ့အခြေရောက်တယ်ဒါလေးကိုကျွန်တော်ပြောချင်ဖြစ်ပါတယ်ဆရာမောင်ဝန္နရဲ့ဆောင်းပါးလေးကပေးသွားတာဟာသရတာဒါပေမဲ့အဲ့ဒီကနေကျွန်တော်အကျေချဲ့ပြီးတော့တွေးလိုက်တဲ့အခါမှာဒီတွေ့ကိုရတယ်အဲ့တော့မိတ်ဆွေများ သတင်းစာဆောင်မလေးဖြစ်ဖြစ်သတင်းစာဂျန်လေးတွေကဆောင်မလေးဖြစ်ဖြစ်မဂ္ဂဇင်းတွေကတစ်ခုလေးဖြစ်ဖြစ်စာတူပိုင်းစာလေးဖြစ်ဖြစ်ရလိုက်တယ်ဆိုရင်ဖတ်မိတယ်ဆိုရင်ညီမညိုရဲ့ကြဗျာစာအုပ်ဖြစ်ဖြစ်ချီဦးညိုရဲ့ဝတ္ထုစာအုပ်ဖြစ်အဲ့ဒီချိန်တွေငါတို့ဘာရနိုင်လဲသူဘာပြောတယ်လဲရအောင်ယူပါရအောင်ယူနိုင်ရင်အင်မတန်ကောင်းပါတယ်မယူသင့်တဲ့နေရာတွေပယ်နိုင်ရင်လည်းအင်မတန်ကောင်းပါတယ်ဒါလေးကိုကျွန်တော်လက်ဆောင်ဖြစ်နေစပေးပါတယ်ဒါပထမလက်ဆောင်ပေါ့နော်